မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်နမ်မောမြို့အနီးစစ်ကြောင်းထိုးလာတဲ့အကြမ်းမစစ်တပ်နဲ့ SNA ပူးပေါင်းအဖွဲ့ကိုတိုက်ခိုက်ရာစစ်တပ်ဘက်က9ဦးသေဆုံးပြီးလက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဧပြီလ17ရက်နေ့မနက်၄နာရီကမှမုံညင်းမြို့နယ်အင်းတော်ကြီးဒေသနမ်မောမြို့အနီးကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်ဆက်တပ်နဲ့ရှမ်းပြည်အစံနေပူးပေါင်းအဖွဲ့ကိုကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျာ။ အဲ့ဒီထိတွေ့တိုက်ပွဲဟာမနက်၈နာရီအထိဖြစ်ပွားခဲ့ပြီးတော့အကြမ်းမဲ့စစ်ကောင်စီတပ်သား၅ဦးတေဆုံးပြီးလက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီစစ်ကြောင်းမှာကစစ်ခွေးတက်တွေလည်းပပါတယ်အင်းတော်ကြီးဒေသနတ်မောမျိုးအနီးကစံဝင်ကုန်အင်းသာမှာစစ်ကြောင်းထုတ်လာလို့တိုက်ပွဲဖြစ်တာပါစစ်ခွေးတွေဘက်ကငါးကောင်တေးပြီးတော့လက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆီးရရှိခဲ့ပါတယ်လို့ KIA ရဲ့ရှေ့တန်းစီရေးသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချမ်းပြည်နယ်ရွမ်းကန်အောင်ပန်းလမ်းပိုင်းမှာ ဗိုလ်ကြီးမျိုးစော်တန်းလိုက်ပါလာတဲ့အိမ်စည်းကားကိုပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတိတ်ဆုံးသွားပြီးတော့ပစ္စတိုတနတ်နဲ့လက်ပြဘုံတို့ကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာ17ရက်နေ့မှာရွာငံမြို့နယ်ရွာငံအောင်ဘန်းမိုင်းလမ်းမဘေးလမ်းခွဲတနေရာမှာ DSN DA ကတော်လိုင်းရဲဘော်များကစစ်ဆေးရေးလှုပ်ဆောင်နေတဲ့အချိန်အိမ်စည်းကားတစ်စီးဟာစစ်ဆေးခံခြင်းမရှိဘဲနဲ့စုတ်ခွာထွက်ပြေးသွားတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခတ်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းပြစ်ခတ်တိုက်ခတ်မှုအတွင်းမှာကားပေါ်မှာပါလာတဲ့ဗိုလ်ကြီးမျိုးစော်တန်းပွဲချင်းပြီးတိတ်ဆုံးသွားပြီးတော့၎င်းကိုင်ဆောင်တဲ့ပြစ်စို တနက်တလားလက်ပြဘုံတလုံးဖုန်းနဲ့ငွေသားများကိုလည်းသိသိရရှိခဲ့တယ်လို့သိရပါဗါတယ်။တေဆုံးသွားတဲ့ဘိုးကြီးမျိုးစော်တန်းဟာရွမ်းငံမြို့မြောက်ဘက်မှာရှိတဲ့မြို့အထွက်ဂိတ်မှာအာနာအရှိဆုံးအရာရှိတဦးဖြစ်တယ်လို့သိရပါဗါတယ်။ကျွန်တော်တို့အနေနဲ့တိုက်ခိုက်မှုတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်သွားပါမှာပြည်သူတွေအားရချေနှက်တဲ့အထိစူးစမ်းသွားပါမယ်လို့ပြောချင်ပါတယ်လို့ Danu State National Defense Army DSNDA ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်မြို့သိမ်းတပ်ပွဲသတင်းကတော့ချင်းပြည်နယ်ဖလန်းမြို့သိမ်းတပ်ပွဲမှာအမျိုးသားလွတ်မြောက်ရေးတပ်တော် NLA တပ်ဖွဲ့ကရဲဘော်၃ဦးကြာဆုံးပြီးတော့၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၉ရက်နေ့၂၀၂၄ခုနှစ်ကစတင်ပြီးတော့ဆင်နွှဲခဲ့တဲ့ချင်းကြီးနောင် Operation CB အဖြစ် ဖလန်းမျိုးတိန်စစ်စင်ရေးကြီးကိုချင်းညီနောက်အဖွဲ့နဲ့အတူမဟာမိတ်အင်အားစုများပူးပေါင်းစစ်စင်ရေးဖော်ဆောင်ခဲ့ရမှာအကြမ်းမဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းကုန်းကြီးဖြစ်တဲ့ခလိုက်ရ268စခန်းကုန်းနဲ့တကွာဖလန်းမျိုးနယ်တစ်ခုလုံးစစ်ကောင်စီကင်းစင်နယ်မြေအဖြစ်နဲ့အေပီလ9ရက်နေ့2025ခုနှစ်မှာကျင်းညာနိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီမျိုးတိန်စစ်စင်ရေးမှာချင်းညီနောက် CB နဲ့အတူစကိုင်းတိုင်းတမိုးခရိုင်အနောက်မြောက်ကဘော်ဒေတာအခြေစိုက် တက်ရင်းများဖြစ်ကြတယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA ကလည်းအတူတကွပူးပေါင်းပါဝင်တက်ခတ်ခဲ့ရာရဲဘော်၃ဦးအသက်ပေးလူခဲ့ရပြီးတော့ကိုဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့တပ်ဖွဲ့ကရဲဘော်၃ယောက်ကြာပါတယ်ဒဏ်ရာရတဲ့သူတွေကတော့၉ယောက်ပေါ့စစ်အာဏာရှင်ကြာဆုံးတဲ့အထိတိုင်းရင်းသားညီကောင်မောင်နှမတွေနဲ့အလုံးအတူတူဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာပါဖလန်းစစ်စင်ရေးကိုဥဆောင်တဲ့စီဗီနဲ့လဲကျွန်တော်တို့ကမဟာမိတ်တွေပါစစ်ကောင်စီဘက်ကလေကြောင်းတက်ခတ်မှုတွေကိုအတကုံတုံးနေတော့ထောက်ပို့ပေးရတာအခက်အခဲရှိပါတယ်ပြီးတော့ ဒဏ်ရာရလူနာတွေကိုထုတ်ရတဲ့အခါမှာအခက်အခဲရှိတာပေါ့ဘလို့ပဲအခက်အခဲတွေရှိနေပါစေကြံ့ကြံ့ခံတွန်းလှန်နိုင်ခဲ့လို့သာစစ်ကောင်စီကိုတိုက်ထုတ်နိုင်ခဲ့တာပါလို့အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA တပ်ဖွဲ့ကဒရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုဖြိုးကရှင်းပြထားပါတယ်ချင်းကြီးနောင်ဆက်ဆင်ရေး Operation CB နဲ့အတူပူးပေါင်းပါဝင်ခဲ့ကြတယ်မဟာမိတ်တော်လိုင်းအင်အားစုမြောက်အရခတ်တပ်တော် AA ရဲ့စစ်ဘက်ရေးရာအကြံဉာဏ်မြောက်စစ်လက်နက်ခဲယမ်းများနဲ့ဖလန်းမိဘပြည်သူများရဲ့တန်ကြီးလက်ကြီးပူးပေါင်းပါဝင်မှုများစစ်စင်ရေးကြီးမှာအောင်ပွဲရတဲ့အထိရဲဝံစွန်းစားတိုက်ပွဲဝင်ခဲ့ကြတယ် တပ်မှုတပ်သားများရဲ့ရဲစွမ်းတက်တဲ့ဇွဲလုံးလာဝရိယရှိမှုတို့ကိုအလေးနက်ဂုဏ်ပြုအပ်ပါကြောင်းအသိပေးထားပါတယ်။ စစ်စင်ရေးကြီးအတွင်းမှာအသက်ပေးလူစွန့်လွတ်သွားခဲ့ရတဲ့အာဇာနည်သူရဲကောင်းများကိုလက်အင်္ဂါပေးဆက်စွန့်လွတ်ခဲ့ရတဲ့အာဇာနည်ရဲဘော်အပေါင်းတို့ကိုအမျိုးသားလွတ်မြောက်ရေးတပ်တော်ကအစင်အောင်မေအလေးနီပြုတ်လျက်တမိုင်းမော်ခွန်တင်ကပီးမှတ်တမ်းရေးထိုးထားမှာဖြစ်တယ်လို့သိရပါဗျ။ချင်းကြီးနောင် Operation CB ရဲ့အောင်ပွဲရဖလန်းမျိုးတိန်စစ်စင်ရေးကြီးအားများစွာဂုံယူဝမ်းမြောက်ရပါတယ်လို့ NLA ကဂုံပြုတ်သုံးဝင်လောက်မှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့ငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျခဲ့တဲ့မန္တလေးမြို့ Great Wall Hotel အဆောက်အဦအောက်ကနေပြီးတော့ကလေးငယ်တွေအပါအဝင်၄ဦးရဲ့ရုပ်အလောင်းတွေကိုနှစ်ပတ်ကြာပြီးဆယ်ရက်နေမှာရှာဖွေထုတ်ယူနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Great Wall Hotel အဆောက်အဦအောက်တွေမှာ နှစ်ပတ်ကြာပြိမ့်မိနေခဲ့တဲ့ဖခင်ဖြစ်သူနဲ့တမင်းငယ်နှစ်ဦးအိမ်အကူအမျိုးသမီးတဦးတို့ကိုအေပီလ10ရက်နေ့ညနေပိုင်းမှာမြန်မာနိုင်ငံမိသားတပ်ဖွဲ့ရုရှားနိုင်ငံကယ်ဆယ်ရေးအဖွဲ့တွေကရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုအ мян ဆုံးမလုပ်နိုင်ခဲ့တာကြောင့်အသက်မဆုံးရှုံးသင့်ရပဲနဲ့ဆုံးရှုံးခဲ့ရတာလို့တေဆုံးသူအမျိုးသားရဲ့ညီမဖြစ်သူကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာရေးသားထားတာကိုတွေ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့တရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့ငလျင်ဘေးအတွက်ဒေါ်လာ138တန်းထပ်မံထောက်ပံ့သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလျင်ဘေးအတွက်တရုတ်နိုင်ငံကမြန်မာနိုင်ငံကိုယွမ်းတန်းတထောင်သို့မဟုတ်ဒေါ်လာ138တန်းထပ်မံကူညီထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။တရုတ်အစိုးရရဲ့ထုတ်ပြန်ချက်အရငလျင်နောက်ဆက်တွဲအပူတပြင်းလိုအပ်တဲ့အစားအသောက်များ၊ဆေးဝါးများ၊အသင့်ဆောက်လုပ်ပြီးတဲ့အိမ်ယာများ၊ယောဂါကာကွယ်ရေးနဲ့ကပ်ဘေးဆိုင်ရာအကဲဖြတ်ကျွမ်းကျင်သူများရဲ့ ်ကုန်ကြမှုများအတွက်အဲ့ဒီထောက်ပံ့ငွေကိုသုံးစွဲသွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ငလျင်ဖြစ်ပြီးတဲ့နောက်မှာတရုတ်အစိုးရကမြန်မာနိုင်ငံကိုကုညီကယ်ဆယ်ရေးအဖွဲ့များနဲ့ဈေးကူတရေးအဖွဲ့များကိုဆေးလွတ်ခဲ့တယ်လို့ဒေါ်လာ73တက်သမ8တန်းကိုလည်းကုညီထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့အကူအညီတောင်းကျင်တာလေးတစ်ခုကတော့ အပ်ဒိတ်ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolute Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကောလင်းမြို့နယ်ရှော့ပြူကုန်းရွာကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်စစ်ပေးဆောင်အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ17ရက်နေ့မွန်းလွယ်3နာရီခွဲအချိန်ကမှကောလင်းမြို့နယ်ရှော့ပြူကုန်းရွာကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာအသက်56နှစ်အရွယ်စစ်ပေးဆောင်ပြည်သူဒေါ်ဝင်းကြည်ပွဲချင်းပြီးသေဆုံးပြီးတော့အသက်40အရွယ်အမျိုးသမီးတအုပ်လဲဆေးရုံကိုပို့ဆောင်ကုသနေတဲ့အချိန်မှာသေဆုံးခဲ့တယ်လို့သိရပါတယ်။ ယ်။ကောလင်းမျိုးပေါ်ရက်ကွက်ကနေပြီးတော့စစ်ဆောင်လာတဲ့အသက်56နှစ်အရွယ်ဒေါ်ဝင်းကြည်ကတော့ပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်။နောက်ပြီးတော့အသက်40အရွယ်အမျိုးသမီးတဦးလည်းဆေးရုံကိုပို့ဆောင်နေတုန်းမှာလန်ခီးမှာတိတ်ဆုံးသွားတယ်လို့ကောလင်း info ကတောင်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းရေတာရှိမြို့နယ်ဗရောက်ကုန်းကြီးရွာကိုအကြမ်းဖက်ဆက်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အမျိုးသားတအုပ်တေဆုံးပြီးတအုပ်တန်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ17ရက်နေ့မနက်7:30မိနစ်ခန့်မှာရေတာရှိမြို့နယ်စစ်တောင်းရဲ့အရှိတ်ကမ်းမှာရှိတဲ့ဗရောက်ကုန်းကြီးရွာကိုအကြမ်းဖက်ဆက်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ KH Jet Fighter လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်ဆက်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာဗရောက်ကုန်းကြီးရွာကအသက်29နှစ်အရွယ် ကိုဝေလူတေဆုံးသွားပြီးတော့အသက်60နှစ်အရွယ်အမျိုးသမီးတူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးမဟာလာကအပြစ်ခတ်ရက်စဲထားတယ်လို့ကြေညာထားတော့လေရေတာရှိမြို့နယ်ဗရောက်ကုန်းရွာနဲ့ရေငန်လမ်းဘေးကိုအေပီလ17ရက်နေ့မနက်7:30မိနစ်ကလေရင်နဲ့ဘုံကျဲသွားတာအမျိုးသားတူတေဆုံးသွားပါတယ်အမျိုးသမီးတယောက်ကတော့ဒဏ်ရာရသွားတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်တရင်စည်ရေးတရင်နဲ့နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ